မင်္ဂလာပါမနေ့ကဒီတန်လွေထန်းကကြော်ညာသွားတယ်ဗောနော်တိုတက်တော့ခွဲထွက် DKB ရဲ့အဖွဲ့ကိုဒီ KNU တမဟာတိကသွားရောက်တိုက်ခိုက်တဲ့အချိန်မှာတော့ဒီခွဲထွက် DKB ရဲ့တတတူတည်ဆုံးတယ်မဦးထန်းရရရှိတဲ့အကြောင်းဗောနော်ခွဲထွက် DKB ရဲ့အဖွဲ့ကိုဘသူကဦးဆောင်တယ်လဲဆိုတော့ယခုလက်ရှိမှာဆိုတော့ဒီ ပိုပြီးဥဆောင်ပြီးတော့ဟိုဆီယနာစီကိုတော်လန်ခဲ့ပူပါတယ်2056ဆိုရင်ပိုပြီးရဆီကန်စင်ကိုတော်လန်တဲ့လူပါဒါပေမဲ့2021မှာဆင်အာနာတိတ်ပြီးနောက်ပိုင်းမှာတော့သူကစစ်တပ်နဲ့ပြန်လဲပေါင်းပြီးတော့ဒီဘယ်လိုပြောဆိုတော့တော်လန်ရေးတပ်သားများကိုလည်းသူကပြန်ပြီးတော့တိုက်ခိုက်တယ်ပေါ့နော် ဒါတော့တန်လျထိုင်းရဲ့ပြပြချက်မှာကျွန်တော်ပြန်ပြီးပြပြတာပါတန်လျရဆိုတော့ဒီဟိုပူပီးရဖို့ဘယ်သူကတော့တိုက်ခိုက်လဲဆိုတော့ခင်ယူတက်မှာတင်းနေပူပေါ်တိုက်ခိုက်တဲ့ချက်မှာတော့ဒီခေပြေတတ်တတ်ဦးတည်ဆိုပြီးတော့နူဒန်ရရှိပါတယ်ဒန်အစီသူနူကတော့အနေအများလို့ပဲပြပြသွားတာပေါ့နော်အဲဒီပူပီးကတော့ခုလက်စင်မှာတော့ဒီပါလေဒီဖန်မျိုး ကော့ဖြန်ရွာမှာအခြေချပြီးတော့စခန်းထောက်တယ်ဒီစခန်းမှာဆိုကန်ယူတမဟာတင်းနဲ့ဥပေါ်တပ်ဖွဲ့ကသွားပြီးတိုက်ခတ်တဲ့အချိန်မှာသူတည်ဆုံးတယ်ဦးတန်ရတယ်ဒီကြောက်တလုံးမှာသူတို့ကဂိတ်စခန်းချတယ်စစ်ကောင်စီနဲ့ပူးပေါင်းပြီးတော့ဂိတ်စခန်းများကိုလည်းဟိုဘယ်လိုပြောဆိုတော့ဖွင့်လင်းထားတာပေါ့နော်ဒီ2021ကနေစပြီးတော့ဆေးရနာစင်ကစစ်မှုတွေဥပဒေပြဌာန်းတဲ့အချိန်မှာတော့ပိုပြီးဥဆောင်တဲ့အဖွဲ့အစည်းမှာကရင်လူနဲ့ကရင်လူငယ်အများပြားလာရောက်ပြီးတော့ဘယ်လိုပြောဆိုတော့ဟိုတော့ပေါ့ လာဝင်ကြတာပေါ့သူတို့ရဲ့စိတ်ထဲမှာဆိုတော့အာနာစင်ကိုတော်လိုက်မယ်လို့သူတို့တင်တယ်တကယ်တမ်းကျတော့သူတို့ဝင်သွားတဲ့ပူဘီရဲ့အဖွဲ့စင်မှာတော့ဆင်အာနာစင်နဲ့ပူပေါင်းလာတဲ့အဖြစ်ဖြစ်တဲ့ဒီချိန်မှာကီလူငယ်နေအများပြအခက်အခဲကြုံနေရတယ်လို့ပဲဟိုဒါတန်လီထိုင်ကပြောပြသွားတယ်နောက်တစ်ချက်ပြောပြချင်တာကတော့အဲဒီဒီခုဒီ corporate ကြုံတိုးမှာဆိုရင်လည်းဒီပူပေါင်းတက်ခွက်နဲ့ဟိုစစ်ကောက်စီနဲ့ပူပေါင်းတက်ခွက်ဟိုတက်ခွက်ဖြစ်ပွားချိန်မှာလည်းဒီ credit ticket ဘီအဖွဲ့ဟိုဥဆောင်နဲ့ပူပြီးကလည်း စစ်ကောင်စီနဲ့ပေါင်းပြီးတော့လေဟိုစစ်ကောင်စီကိုစေရကူညီတာရှိတယ်လို့ပဲတန်လျထိုင်ကပြောသွားပါတယ်ပြီးတော့လေဒီကုလစီကိုကရေကျုံတို့တိုက်ပွဲပြင်းထန်တဲ့အကြောင်းမှလည်းဒီစစ်ကောင်စီဘဲကနေပြီးတော့သူတို့ကဟိုပေါင်းဝင်တိုက်ခတ်ပြည်တယ်ရှိတယ်ပေါ့နော်ဒါပေမဲ့ဒီကုချင်းကဆက်ပြီးတော့ခင်ရွေးထုတ်ပြန်ချက်နဲ့မှခင်ယူကဒီတောင်းဆိုခဲ့တာအများကြီးပေါ့နော်စစ်ကောင်စီလည်းမပူပွားပါနဲ့တော်လန်ရေကိုမမြအောင်စစ်ချင်တယ်ပြီးတော့လေသူတို့ဘဲက ဘယ်လိုလဲဆိုတော့ခွေးမဆိုင်လို့ဖြစ်ရင်ပါဒါကြောင့်ဒီခင်ယူတမ်းမဟာတိကပေါ်ရောက်ပြီးတော့တိုက်ခတ်ခဲ့ပါတယ်ဒီလိုတိုက်ခတ်မှုကတစ်ချိန်မဟုတ်ခဲ့ပါဘူးမကြခဏတလို့ဟိုပေါ်ရောက်ပြီးတော့တတိပိတာရှိပါတယ်ဒါပေမဲ့ဘူပြီးဦးဆောင်တဲ့ဒီ KB အဖွဲ့ကလက်မခံတလို့ခွေးလည်းမဆိုင်ဘူးလို့ကဒါကြောင့်တိုက်ပွဲတွေကဒီခုဟာ KB နဲ့မှာဆိုရတော့စစ်ကောင်စီကိုလည်းတစ်ဖက်တိုက်ရတယ်လို့ KB ကိုလည်းတစ်ဖက်တစ်ဖက်ကိုတိုက်ရတာဖြစ်တဲ့အတွက်အရင်ကတည်းကဟိုစစ်ရေးပို့ပြီးတော့ကြံတန်းလိုက်မယ်လို့ပဲဒီတန်တွေထိုင်ကပြောသွားတယ်ပေါ့နော် ခင်ပြည်နယ်မှာစိတ်တက်ခင်ပြည်သူပြည်သားတွေအားလုံးပေးကပါစေလို့ပဲကျွန်တော်ဆုတောင်းပေးလိုက်ပါတယ်ခင်ဗျာကျေးဇူးတင်ပါတယ်ဗီဒီယိုလေးကိုအဆုံးထိလိုက်ပါပြည်သူ့ဘက်အတွက်ကျေးဇူးတင်ပါတယ်ခင်ဗျာ